ရေဒီယန်ဒီတီတော်ရစင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်အော်တိုဘာလ25ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စိတ်ရည်သတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ်စိတ်ရည်သတင်းကတော့ကြောင်မဲကော်ပေါင်ကျေးရွာကိုစစ်တပ်ကပုံချဲတာကြောင့်ကျောင်းတိုင်ဆရာတော်ပြန်လည်တော်မူပြီးတန်ဃာတော်၅ပါးနဲ့ရက်သား၂ဦးတရားရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှမ်းမြောက်ဒေသတာအတ္တမဟာနှင့်နေမြေဖြစ်တဲ့ ကြောင်မင်းမြို့နယ်ကောပေါင်ကျေးရွာကိုအကြမ်းမက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာကြောင့်ကျောင်းတိုင်းဆရာတော်ပြန်တော်တော်မူခဲ့ပြီးတန်ကား၅ပါးနဲ့ကလေးငယ်ပါဝင်အရသာပြည်သူ၂ဦးဒဏ်ရာသွားတယ်လို့ TNL ကဒီကနေ့အော်တိုဘားလ25ရက်မှာအတည်ပြုထုတ်ပြန်လာပါတယ်။မနေ့ကအော်တိုဘားလ24ရက်ညနေ4နာရီဝန်းကျင်မှာအကြမ်းမက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ထုတ်ပြန်လာတာဖြစ်ပါတယ်။အကြမ်းမက်စစ်တပ်ကလေကြောင်းကနေပေါင်900ဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်တပ်တော်80ဝါတော်90ရှိတဲ့ ကျောင်းနိုင်ဆရာတော်ပြန်လည်နှောင်မူခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒီဘုံကျဲတက်ခတ်မှုကြောင့်အသက်73နှစ်ကနေအသက်78နှစ်ကြာအရွယ်ရှိတဲ့ကိုရင်ငါးပါးအသက်၄နှစ်အရွယ်မောင်အိုက်တင်နဲ့အသက်66နှစ်အရွယ်ဦးကျန်တီတို့ဒဏ်ရာရခဲ့ပြီးအိမ်နှလုံးဖုံးကြီးကြောင့်လည်းဇရက်တစ်ဆောင်ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အချမ်းဘက်စစ်တပ်ဟာတန်းတက်မတော် TNL ထိန်းချုပ်ထားတဲ့မြို့နယ်တွေကို အော်တိုဘလာ၁ရက်နေ့ကနေ၂၄ရက်နေ့ထိလေကြောင်းတက်ခတ်မှု၃၆ကြိမ်လုပ်ခဲ့တယ်လို့ PSLF DNLA သတင်းနဲ့ပြန်ကြားရေးဌာနမှတ်တမ်းတွေအရသိရပါဗျ။အကြမ်းမဲ့စစ်တပ်ဟာ DNLA ထိန်းချုပ်ရာမြို့နယ်တွေဖြစ်တဲ့ရှမ်းမြောက်ဒေသကမန်တုံ၊ကြောင်မဲ၊တီဘော၊မိုင်းငော့၊မိုင်းလုံ၊နမ်ဆန်၊နမ်တူမိုးမိတ်မြို့နယ်၊မန္တလေးတိုင်းတွေကမိုးကုံမြို့တို့ကိုအခုလထဲမှာလေကြောင်းကနေအချိန်ချင်းဘုံကျဲတိုက်ခိုက်ခဲ့တာလို့မှတ်တမ်းတွေအရသိရပါဗျ။ အကြမ်းမဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေပါဝင်အရသာပြည်သူ49ဦးသေဆုံးခဲ့ရပြီးကလေးငယ်တွေနဲ့တန်ကားတွေပါဝင်65ဦးထိခဲ့ဒဏ်ရာရရှိကာအိမ်လုံး190စာသင်ကျောင်း5ကျောင်းဘုံကြီးကျောင်း6ကျောင်းကျောင်းဆောင်8ဆောင်အဆောက်အုံ6ခုဆိုင်ကန်း5ကန်းလက်ဖက်စယုံ1ယုံစိုက်ကဲ4စီးနဲ့ကား10စီးပျက်စီးသွားခဲ့တယ်လို့ PSLF DNLA သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတစ်ခါ KIO KIA တီထောင်ခြင်း65နှစ်ပြည့်နှစ်အတွက်ချင်းမျိုးသားတအူဂုံပြူတုံလာပို့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIO KIA တီထောင်တဲ့65နှစ်မြောက်တဲ့ဒီကနေ့မှာချင်းမျိုးသားတအူ CNF ကဂုံပြူတုံလာပေးပို့ခဲ့ပါတယ်။ဒီနေ့အော်တိုဝါလာ25ရက်နေ့ဟာကချင်ပြည်လွတ်လပ်ရေးအဖွဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIO KIA တီထောင်ခဲ့တာ65နှစ်ပြည့်တဲ့နေတုနေ့မြတ်ဖြစ်ပါလေအခုလိုအခါတပြားမှာ KIO KIA နဲ့ကချင်းပြည်သူတွေရဲ့နိုင်ငံရေးရည်မှန်းချက်ရောက်ရှိနိုင်ရေးအသက်ပေးခဲ့ကြတဲ့ကချင်းအာဇာနည်သူရဲကောင်းတွေကိုဥညွတ်ကာရဝပြုတဲ့အကြောင်းတောင်းလွန်မှာဖော်ပြထားပါတယ်။65နှစ်တိုင်းတော်လိုင်းခီးတခြား KIO KIA အနေနဲ့ညီနောင်တိုင်းရင်းသားတော်လိုင်းရေးအဖွဲ့များနဲ့လက်တွဲပြီးအမျှော်မြေရှိရှိဥဆောင်ဥရွက်ပြုမှုပံ့ပိုးမှုနဲ့ပေးဆက်မှုတွေပေါ်မှာဂုဏ်ယူလေးစားတဲ့အကြောင်းလဲ CNF ကအလေးနက်ထားပြောကြားခဲ့ပါတယ်။ CNO CNF အနေနဲ့တူတုံစင်းကချင်းညီနောင်တွေနဲ့တူနိုင်ငံရေးခံယူချက်နိုင်ငံရေးဥတီချက်တူညီတဲ့တိုင်းရင်းသားညီနောင်မဟာမိတ်တွေ NUG အစိုးရနေဦးတော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေနဲ့တူပြည်သူလူထုဘက်ကမမမမတ်ရက်တည်ပြီးအဆုံးထိတိုက်ပွဲဝင်သွားမယ်လို့အသိပေးထားပါတယ်ခင်ဗျာအခုတခါကြားပြန်လို့ခေါ်တဲ့ online ဝင်လင်ကိုင်းတွေကိုစစ်တပ်ထောက်တိုင်အဖြစ်တပ်မှတ်ပြီးစန့်ကျင်တိုက်ဖြတ်သွားမယ်လို့စကိုင်းဖိုရယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကြားပြန်လို့ခေါ်တဲ့ online ငွေလိမ်ကိန်းတွေကိုစစ်တပ်တောက်တိုင်အဖြစ်သတ်မှတ်ပြီးစန့်ကျင်တိုက်ဖြတ်သွားမယ်လို့စကိုင်း Foreign Federation ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ကြားပြန်လို့ခေါ်တဲ့ online ငွေကြေးလိမ်လည်မှုဖြစ်စဉ်တွေနဲ့ပတ်သက်လို့စကိုင်း Foreign Federation ကမြန်မာအင်္ဂလိပ်တရုတ်သုံးဘာသာနဲ့ထုတ်ပြန်ပြီးအသိပေးလာတာဖြစ်ပါတယ်။ကြားပြန်လို့ခေါ်တဲ့ online ငွေကြေးလိမ်လည်ဖျားယောက်မှုဖြစ်စဉ်တွေဟာဒေတာရင်းပြည်သူတို့ရဲ့အကျိုးစီးပွားကိုထိခိုက်စေုံနဲ့မဟုတ်ဘဲဒီလုပ်ငန်းတွေကိုဦးစီးလုပ်ကိုင်နေသူတွေဟာလူဆိုးကိုင်းကြီးတွေဖြစ်ကြီးထွားလာပြီး နိုင်ငံတကာတိုင်ဝမ်ရဲ့အကျိုးစီးပွားကိုပါထိပါလာနေတယ်လို့ဆိုပါတယ်။အခုနှစ်ပိုင်းတွေမှာဆိုရင်မြန်မာနိုင်ငံမှာလည်းအွန်လိုင်းငွေကြေးလိမ်လည်မှုဖြစ်စဉ်တွေပုံများလာတယ်လို့သိရပါတယ်။အကြမ်းမတ်စစ်ကော်မရှင်နေနဲ့အတန်ကောင်းဟစ်ပြီးအွန်လိုင်းငွေလိမ်ခိုင်းတွေကိုအပေါ်ယံနှိမ်နှင်းဟန်ပြုတ်နေပေမဲ့ငွေကြေးလိမ်လည်မှုအများစုဟာစစ်ကော်မရှင်ခန့်ဝန်ကြီးဒုဝန်ကြီးတွေစစ်ဘုတ်ချုပ်တွေပါဝင်အကြမ်းမတ်စစ်ကော်မရှင်ရဲ့ထိပ်ပိုင်းအာဏာပိုင်တွေနဲ့တိုက်ရိုက်ဆက်ဆက်နေတာကိုတွေ့ရတယ်လို့စကိုင်းဖိုရမ်ကထောက်ပြထားပါတယ်။ဒါကြောင့် ကြားဖြန့်လို့ခေါ်တဲ့ online ဝင်လင်ကိုင်းတွေကိုအကြမ်းဖက်စစ်ကော်မရှင်ရဲ့ထောက်ထိုင်တွေလို့သတ်မှတ်ပြီးမိမိတို့ data တွေမှာထိထိရောက်ရောက်ဆန့်ကျင်တိုက်ဖြတ်သွားမှာဖြစ်တယ်လို့ပြည်သူလူထုတရားလုံးအနေနဲ့လည်း online ငွေကြေးလိန်ကိုင်းတွေရဲ့တားကောင်မဖြစ်အောင်အထူးသတိပြုနေထိုင်ကြဖို့စကိုင်းဖိုရမ်ကသတိပေးထားပါတယ်။ပြီးပါပြည်သူများအနေနဲ့မိမိတို့အနီးဝန်းကျင်မှာ online ငွေကြေးလိန်လည်မှုလုပ်ငန်းတွေဆောင်ရွက်နေတာတွေ့ရင်လည်းလက်မခံဘဲဝိုင်းဝန်းပြီးပူးပေါင်းဆန့်ကျင်တိုက်ဖြတ်သွားကြဖို့စကိုင်းဖိုရမ် Federation ကတိုက်တွန်းထားပါတယ်ခင်ဗျာ။ အခုနောက်ဆုံးတရှိုးဘူပေါင်းလို့ခေါ်တဲ့ spine balloon အနေရကိုကာဝင်နိုင်မဲ့နှီးတွေ MDIS ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရှိုးဘူပေါင်းလို့ခေါ်တဲ့ spine balloon တွေရဲ့အနေရကိုကာဝင်နိုင်မဲ့နှီးလန့်တွေကို MDIS ကထုတ်ပြန်လာပါတယ်။အညာဒေသဖြစ်တဲ့စကိုင်းတိုင်းတိုင်းကမြို့နယ်အချို့မှာစစ်တပ်က spine balloon တွေလွှတ်တင်တာနဲ့ပတ်သက်လို့မြမစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေလံရေးဖွဲ့ MDIS ကအခုလိုထုတ်ပြန်လာတာဖြစ်ပါတယ်။ ဒီစပိုင်ဘောလုံးတွေဟာမြေပြင်မှာရှိတဲ့သက်မှတ်တင်းနီးယားတွေကိုကြီးလင်းပြတ်သားတဲ့တပ်ပုံတွေရယူနိုင်ပြီးထောက်လိုင်းရဲ့ချက်လက်တွေကိုစုဆောင်းနိုင်တယ်လို့စစ်ရေးလေလာစောင့်ကြည့်နေသူတွေကဆိုပါတယ်။တရှိုဘူပေါင်းလို့ခေါ်တဲ့စပိုင်ဘောလုံးမြန်မောက်ခေစစ်မြေပြင်နဲ့ထောက်လိုင်းရဲ့နယ်ပယ်မှာမြင်မာတဲ့ကောင်းကင်ရံကနေတိတ်တဆိတ်သတင်းချက်လက်စုဆောင်းနိုင်တဲ့ဤပညာတစ်ခုလို့သိရပါတယ်။တရှိုဘူပေါင်းတွေဟာ အလွန်မြင့်မားတဲ့မြင့်ပေ height altitude ကနေပြန်ဝဲနိုင်ပြီးမြေပြင်ပြင်မှတ်တွေရဲ့သတင်းချက်လက်တွေကိုစုံစမ်းထောက်လှမ်းနိုင်ဖို့အထူးဒီဇိုင်းထုတ်ထားတဲ့ကိရိယာလို့လဲ MDIS ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီ spy balloon တွေကိုတိုက်ခိုက်ဖြတ်စည်းဖို့ကြိုးပမ်းတာထက်သူတို့တည်ရှိမှုကိုအချိန်မီသိရှိပြီးမိမိတို့ရဲ့လှုပ်ရှားမှုတွေကိုဖုံးကွယ်တာ spy balloon တွေရဲ့ဆက်သွယ်ရေးကိုနှောက်ယှက်တာနဲ့သူတို့ရဲ့လှုပ်ရှားမှုလမ်းကြောင်းကိုမှတ်တမ်းတင်ပြီးတံပြန်ထောက်လှမ်းဖို့ကြိုးစားတာကပိုပြီးထိရောက်နိုင်တယ်လို့ MDIS ကသုံးသပ်ထားပါတယ်။ ဒါကြောင့်စပိုင်ပေါ်လုံးတွေရဲ့အန်ရီကိုကာဝယ်နိုင်မှုဆိုရင်ဒေသခံလေကြောင်းစောင့်ကြည့်ရေးဖွဲ့ငယ်တွေဖွဲ့ပြီးကောင်းငင်မှာအဖြူရောင်းအလုံးတွေရှိမရှိစောင့်ကြည့်ကမတင်ကားပွဲတွေ့ရှိရင်အချိန်တင်နေရလာရနဲ့ခမ်းမန်းမြင့်ပေတို့ကိုမှတ်တမ်းတင်ထားဖို့တိုက်တွန်းထားပါတယ်။ဒါပြင်စပိုင်ပေါ်လုံးမှာပါတဲ့ကင်မရာတွေအာယုံကံကရိယာတွေကနေကာဝယ်နိုင်အောင်မိမိတို့ရဲ့အရေးကြီးစခန်းတွေလက်နက်ကိုယ်တော်နဲ့စစ်ရေးလေ့ကျင့်တဲ့နေရာတွေကိုအလင်းပြန်မှုအားနည်းတဲ့အနက်ရောင်မီးခိုးရောင်အမျိုးအစားတွေပိုက်ကုန်တွေနဲ့ဖုံးအုပ်ထားကြဖို့ MTIS ကအကြံပြုထားပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကို Radio NUG သတင်းတောင်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ